Godot ကိုလေ့လာခြင်းနဲ့ free လေ့လာခြင်းနဲ့ဆိုလို့ရှင်တော့ဒီ Godot documentation နဲ့ tutorial ကောက်ဖတ်တာအကောင်းဆုံးပါပဲအဲ့တော့သူကိုယ်တိုင်ပေးရတဲ့ဒီ documentation ပေါ့နော် .godotengine.org ဆိုတဲ့ website မှာကျွန်တော်သွားပြီးတော့ဒီ Godot engine app လို့လောလောလဲ သူထဲမှာဘာတွေပါဝင်လဲပေါ့နော်အလုံးလုံးအောင်ဘလို့ရေးရမလဲ disorder feature တွေသူစီးပြတာပေးတယ် 2D 2တွေသူရဲ့ game engine မှာပါဝင်တဲ့ဒီ feature လေးဖတ်ပြီးတော့လဲ manual တွေတုံးချပြီးတော့ကျွန်တော်တို့ game နေ develop လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ GD Quest ပါသူရဲ့ website မှာဆိုလို့ရှိရင်ကျွန်တော်တို့ tutorial လေးတွေသွားကြည့်လို့ရတယ် Godot နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေအများကြီးပါတယ် Godot engine ကိုဘလို့စားလေ့လာအောင်လဲပြီးလို့ရှိရင်သူရဲ့ playlist ထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီ tutorial အများကြီးရှိတယ် beginner game creation tutorial တွေ GD script နဲ့ game တွေဘလို့ develop လုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုး ူရဲ့ tutorial လေးအများကြီးရှိပါတယ်ဒီ YouTube channel မှာလည်းလေ့လာလို့ရပါတယ်နောက်တစ်ခုကတော့ Heartbeat ဆိုတဲ့ YouTube channel ပဲဖြစ်ပါတယ်နော်သူကဆိုလို့ရှိရင်တော့သူထဲမှာဒီ 2D platform မှာ Godot Engine 4သုံးပြီးတော့ 3D platform မှာဒီ Ninja game တွေရေးရတယ်ပြီးလို့ရှိရင် RPG game ရေးရတယ် tutorial တွေအများကြီးပဲတင်ထားပေးတယ်ပြီးတော့နောက်တစ်ခုကတော့ Kids and Code ဆိုတဲ့ YouTube channel လေးပေါ့နော်သူ့ထဲမှာကတော့ကျွန်တော်တို့ဒီ script ကိုအသုံးချပြီးတော့ character controller လေးတွေပြီးလို့ရှိရင်သူ့ရဲ့ rolling cube game လေးတွေလောက်တာကာမောင်းနဲ့ခဏမှန်းတဲ့ဟာလေးလောက်တဲ့ဟာအဲ့ဒါမှလည်းကိုတော့ engine ပွားပြီးတော့လိလောက်ပြရပါတယ်နောက်ဆုံးအနေနဲ့ကတော့ bracky ပါဒါပေမဲ့သူက unity engine ကို specialize လုပ်ပြီးတော့ video တွေမတင်တော့ဘူးဆိုတာသိရတာပေါ့နော်ကိုတော့အတွက်ဆိုလို့ရှိရင် bracky channel ထဲမှာ ဟောင်းတို့မဲ့ရဲ့ gain ရဲ့ GD squid ကိုတနအိတွင်ဘယ်လိုလေ့လာအောင်လဲဆိုတဲ့အားဖြင့်ပြီးလို့ရှိရင်3 gain ဘယ်လိုရေးမလဲဆိုသူတင်ထားပေးတယ်အားရလေကြည်ပြီးတော့စာပြီးလေ့လာအောင်ရပါမယ်ကိုပိုင် gain နေဖန်တီးချက်ချင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာကနေဖွင့်လှစ်ထားတဲ့ကို gain ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီဒီတန်းမှာကျွန်တော်တို့က unity နဲ့ c sharp programming ကိုအဓိကထားတင် जा ပြီးမှဖြစ်ပြီးတော့ စူပါမန်ကြီးဘောလိုမျိုးဂိမ်း 2D ပလက်ဖော်မဂိမ်းနေနဲ့တပ်ပါဆင်ရှူတာလိုမျိုးဂိမ်းကိုဖန်တီးရင်းနဲ့ဂိမ်းလုံးမပညာရက်ကိုသုံးလကြလေ့လာမှာပဲဖြစ်ပါတယ်။တင်တန်းကြီးကတော့နှစ်သိန်းခွဲကျတဲ့မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့ခါမှာလဲ certificate နဲ့ professional ဂိမ်းလုံးပါတယောက်အနေနဲ့အနာဂတ်မှာဘာတွေဆက်လုပ်ရမလဲဆိုတော့ဒီဂိမ်းတွေပါရုပ်မှတ်တွေကိုလည်းခြားပြပြီးသွားမှာပါကျွန်တော်ရဲ့အတန်းကဂျွန်လ16ရက်နေ့မှာဖွင့်လှစ်တင်ကြပေးသွားမှာဖြစ်ပြီးတော့လူကြီးကန့်သက်ထားမှုအခုပဲ page မှာလာရောက်ဆုံးသတ်ထားလိုက်ပါ